လူချင်းတို့ခင်ဗျာ2025ခုနှစ်ကိုရောက်နေပြီကိုယ့်ရဲ့ personal brand ကိုမတိဆောက်ဘူးဆိုရင်လူတွေက လူချင်းမျိုးကိုမြင်နိုင်မှာမဟုတ်ဘူးလူတွေကလူချင်းမျိုးကိုမမြင်နိုင်ရင်အခွင့်အလမ်းတွေကလည်းလူချင်းမျိုးကိုမြင်နိုင်မှာမဟုတ်ဘူးလူတွေထဲမှာအခွင့်အလမ်းဆိုတာရှိရယ်လူတွေထဲမှာပဲအောင်မြင်မှုဆိုတာရှိတာဖြစ်တယ်ဒါကြောင့် personal branding တိဆောက်ပြီးစ조사တဲ့သူနဲ့ personal brand မတိဆောက်ပဲစ조사တဲ့သူဟာရလက်တွေကွာခြားနေမှာဖြစ်ပါတယ်ဒါကြောင့်လူချင်းတို့ကို personal brand တိဆောက်နိုင်မှုအတွက်အလွန်အရေးကြီးတဲ့ power move ဆောင်ရွက်ဖို့အတွက်အချက်၃ချက်ကိုအခုချစ်ခင်စွာမျှဝေပေးမှာဖြစ်ပါတယ်သိကြပါလားသိကြရင်ကောင်းမှမှသိကြတယ်လို့ရေးပါဦးအဲနောက်တစ်ခုကတော့ကိုကိုကို personal brand ရှိတယ်လို့ထင်လားထင်တယ်ဆိုရင်လည်းကောင်းမှမှရေးပါလူတိုင်းမှာ personal brand ရှိတယ်အဲ့ကိုယ့်ရဲ့နာမည်ကိုလူအဖွဲ့အစည်းကိုပြောလိုက်လူတွေကကိုယ့်ပေါ်ဘယ်လိုမြင်လဲဆိုတာကိုယ့်ရဲ့ personal brand ပဲတခုရှိတာဒီနေရာမှာ brand ဆိုတာ personal brand တိဆောက်တယ်ဆိုတာလူတိုင်းကိုယ်ကိုကြောက်အောင်လုပ်တာမဟုတ်ဘူး ဘာအောင်မှာဘယ် brand မှာလူတိုင်းကြိုက်တဲ့ brand ဆိုတာမရှိဘူး brand ဆိုတာကိုယ့်ရဲ့အများနဲ့မတူတမှုထူးခြားမှုတန်ဖိုးထားတဲ့သူတွေအတွက်အလုပ်လုပ်တာဒါကြောင့် personal brand ဆိုတာပါလေကျွန်တော်တို့ဒီကိုယ့်ရဲ့အများနဲ့မတူတမှုထူးခြားမှုကိုတန်ဖိုးထားတဲ့ right group မှန်ကန်တဲ့သူတွေကို communication လုပ်နိုင်ရင်အဲ့ဒါအောင်မြင်ပြီကိုယ့်ရဲ့အများနဲ့မတူတမှုထူးခြားတဲ့မှုကိုတန်ဖိုးမထားတဲ့သူတွေကိုသွားပြီး communication လုပ်လို့တော့မရဘူးဟုတ်ပြီအဲ့ဒီအတွက်လူချင်း personal brand online ပေါ်မှာတိဆောက်တဲ့အခါမှာအရေးကြီးဆုံးအချက်၃ချက် power move ၃ကိုကျွန်တော်ညှောက်ပေးမယ်ပထမတစ်ခုတစ်ခုကတော့ be the face ကိုယ့်ရဲ့မျက်နှာကိုပြဖို့လိုတယ်လူတွေကမျက်နှာနဲ့အလုပ်လုပ်တာဖြစ်တယ်နာမည်နဲ့အလုပ်လုပ်တာမဟုတ်ဘူးနာမည်စာသားတွေနဲ့အလုပ်လုပ်တာမဟုတ်မျက်နှာနဲ့အလုပ်လုပ်တာကျွန်တော်တို့မြန်မာဗမာတွေကပိုတော်မှပိုဆိုးသေးတယ်မျက်နှာနဲ့အလုပ်လုပ်တာဒီမျက်နှာနာရဲတို့မျက်နှာရင်းနှီးတဲ့မျက်နှာစိမ့်တို့ကြားမှုတယ်မလား နော်အဲ့တော့မျက်နာဟာအရေးကြီးတယ်အဲ့တော့ online ပေါ်မှာလူကထွက်ပြပါလူချင်းမင်းကိုမြင်ပါစေလူချင်းမင်းရဲ့မြင်မယ်လူချင်းမင်းကိုကြားမှလူချင်းမင်းရဲ့ brand ကိုဖြစ်လာမှာလူချင်းမင်း brand ဖြစ်လာမှာ personal brand ဆိုတာပါလေကိုယ်လူတွေမြင်ဖို့လိုတယ်ကိုယ်တောင်လူတွေကြားဖို့လိုတယ်အဲ့ဒါမှ personal brand တိဆောက်လို့ရအဲ့တော့မျက်နာတွေထွက်ပြီးတော့ online ပေါ်မှာကိုယ့်ရဲ့အသံကိုကြားပါစေကိုယ့်ရုပ်ကိုမြင်ပါစေဒုတိယချက် create အရင်ကတော့ကျွန်တော်တို့က social media တွေပေါ်မှာလူတရာရှိရဆိုရင် creator 10လောက်ဆိုကျန်တဲ့60လောက်ကသုံးတာ user ပေါ့နော်အဲ့တော့ဗာလဲ like and follow တွေများအခုက like and follow ဘာလို့နည်းလဲ100ရှိ100လောက်ကအကုန် creator တွေဖြစ်နေအကုန်လုံးက sell တွေကြီးပဲအကုန်လုံးက create လုပ်နေအဲ့တော့ကို personal brand ကိုတိဆောက်သူများတွေရဲ့ content တွေကိုပဲကိုကထိုင်ကြည့်နေလို့မရဘူးကိုကိုယ်တိုင်ကကိုယ့်ရဲ့ followers တွေကိုယ့်ရဲ့ fan တွေအတွက်အကျိုးရှိမဲ့ content တွေကို create 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 အမြဲတမ်းအမြဲတမ်းအမြဲတမ်းဖန်တီးနေဖို့လို့နေ့တိုင်းဖန်တီးနေဖို့လို့တတ်တမတ်ထဲစူးစမ်းနေဖို့လို့ နောက်ဆုံးနံပါတ်3အချက်ကတော့ build your community followers ကြီးများအောင်နဲ့ထိုင်မကြီးနဲ့ follower တသန်းရှိနဲ့သန်းရှိကိုယ်စဲကျင်လို့ follow လုပ်ထားတဲ့သူတွေလေးရှိနိုင်အဲ့ဒီ follower တို့ fan ဖြစ်အောင်ပြောင်းရမယ်ကိုယ့်ရဲ့ community ဖြစ်အောင်ပြောင်းရမယ်အဲ့တော့စင်စစ်မပြတ်ကိုယ့် followers ကို relationship ကောင်းကောင်းနဲ့သူတို့အကျိုးရှိမဲ့တန်ဖိုးပေါင်းထည့်မှုတွေဆောင်ပေးနိုင်မှာသူတို့က fan ဖြစ်လာကိုယ့်ရဲ့ community ဖြစ်လာကျွန်တော်တို့ကအောင်မြင်မှုဆိုတာကိုကိုကိုတန်ဖိုးတက်အောင်ပဲလုပ်တာမဟုတ်ဘူးကျွန်တော်တို့ကလူတွေကိုတန်ဖိုးပေါင်းထည့်ပေးနိုင်လေလေ ကျွန်တော်တို့ရဲ့တန်မှုလည်းတက်လာလေလေဖြစ်ပါတယ်။ဒါကြောင့်လူချင်းမတို့အနေနဲ့အခုပဲဒီ power move 3ခုကိုစောင့်ရပြီးတော့မှ လူချင်းမတို့ရဲ့ personal brand တိဆောက်လိုက်ပါ။အဲ့တော့အခု comment မှာရေးပါ။ personal brand တိဆောက်ဖို့ ready ဖြစ်ပြီလား။ ready ဖြစ်ပြီဆို comment မှာ ready ဖြစ်ပါပြီလို့ရေးပါ။အခုပဲအဲ့ဒီ3ခုလုံးကြည့်လိုက်ပါ။လူချင်းမတို့ရဲ့ personal brand ဒီအတိုက်တာတစ်ခုထိပုံမအားကောင်းလာလိမ့်မယ်လို့အားမခံပါဘူး။ အဲ့တော့ဒီအဆီဇင်ဒီကျွန်တော် TikTok ကကျွန်တော် mix တွေအတွက်တီးတန့်ရိုက်ကူးပေးတဲ့အဆီဇင်ဖြစ်တဲ့အတွက်စာအုပ်လက်ဆောင်တချို့အဆီဇင်တွေကကျွန်တော်တို့ကဒီ TikTok ကသူတွေအတွက်တီးတန့်ပေးတာမျိုးမဟုတ်ဘူးအခုဒီအဆီဇင်ကတော့ TikTok ကလူတွေအတွက်တီးတန့်ပေးတာဖြစ်တယ်ဒါကြောင့်စာအုပ်လက်ဆောင်လိုချင်တဲ့ဆိုရင်ကျွန်တော်ဒီအဆီဇင်လေးကိုမျှဝေလိုက်ပါမျှဝေပြီးတော့ comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီက၃ခုကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အောင်မြင်ခြင်းလက်ဆောင် sorry ၅ခုကိုရွေးချယ်ပြီးတော့အောင်မြင်ခြင်းလက်ဆောင်မေတ္တာအားသာချက်အမှုပညာမြောက်စွာဟောပြောခြင်း မြန်မာနီးမြန်မာဟန် marketing နဲ့မြန်မာနီးမြန်မာဟန်ဖြင့်အောင်မြင်ခြင်းစာအုပ်၅ဥကို၅ဥကိုကျွန်တော်ရဲ့အမတ်တရလက်မှတ်နဲ့တူတယောက်ကိုတုံးအောင်လုပ်နဲ့အင်တန်ယာရောက်ပို့ကပါအခမဲ့ပို့ဆောင်ပေးအောင်မှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်။သင်တန်းတက်ချင်တဲ့သူတွေကတော့ကျွန်တော်တလောက်ကိုသင်တန်းတစ်မျိုးပဲဖွင့်ပါတယ်။အခုလာမဲ့ master မှာဖွင့်ပါကတော့ personal branding သင်တန်းဖြစ်ပါတယ်။ခုနပြောတဲ့နီးလန်းတွေကိုစာတွေ့လက်တွေ့လေ့လာသင်ယူခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်ရောက်နိုင်တယ်။ online သင်တန်းဒီအခုလာမဲ့ကျွန်တော်တို့က မတ်လ25ရက်နေ့ပြီးခဲ့တဲ့မနေ့ကဖွင့်ခဲ့တာပေါ့နော်ဒါပေမဲ့မနေ့ကဖွင့်နေဆိုရင်တက်ချင်တက်လို့ရသေးတယ်ဘာဖြစ်လို့လဲ unit 1 2ဒီနေ့ဆို unit 2ဆိုဒါ recorded video တွေဖြစ်တဲ့အတွက် group ထဲမှာအချိန်မီးပြန်ကြည့်နိုင်တယ် live lecture ကလာမဲ့31ရက်နေ့တနင်္လာနေ့မှာစမှာဖြစ်တယ်အော် online တင်တဲ့တရားမဲ့ပုံစံကတော့နေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမယ်အဲ့ဒါတလားတိတိတက်မှာဖြစ်တယ် live lecture ကတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေ live stream တင်ကြပါ တခါတင်3နာရီလောက်ကြာတယ်မေးခွန်းအောင်ဖြည့်ပေးတယ်အဲ့တော့သင်တန်းတက်နေရင်လည်းလူချင်းတို့ group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်ဒါက live lecture နောက်တစ်ခါကျွန်တော်တို့ကနေ့စဉ်က recorded video နဲ့တလားတီတက်အမှာဖြစ်တယ် live lecture တော့တလားတင်တန်းဆိုတော့၄ချိန်ပါအပြင်လူတွေတက်ချင်တဲ့သူတွေကတော့ရန်ကုန်မြို့ Towin Center ၃လာမှာရှိတယ်ကျွန်တော်ရဲ့ ML တင်တန်းကြောင့်အခုကျွန်တော်ရောက်နေတယ် ML တင်တန်းကြောင့်ကျွန်တော်တို့ Towin Center ၃လာမှာရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကအခုလာမယ်စနေတနင်္ဂနွေမတ်လ16 30 အခုကျွန်တော်အဲ့ဒီအခန်းကိုလိုက်ပြမယ်နော်စနေတိုင်းတွင်29 30ဒီကျွန်တော်တို့ရဲ့တောင်ငူရုံးပေါ့ကျွန်တော်ဒီတောင်ငူရုံးမှာတင်ကြမှာဖြစ်တယ်ဘရင်တော်မင်းတရားကြီးမင်းတရားရွှေထီးတို့ကိုကျွန်တော်ဂုံပြုပေမဲ့ခေါ်ထားတယ်ဒုတိယမြန်မာနိုင်ငံတော်ဂုံပြုပေမဲ့ခေါ်ထားတယ်ဒီတောင်ငူရုံးမှာလာမယ်အခုလာမယ့်စနေတနေ့ကနေမတ်လ29 30နှစ်ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်တယ်။အဲ့တော့ကျွန်တော်ဒီစာသင်ခန်းကိုကြည့်ကြည့်လိုက် ကျွန်တော်တင်တန်းနဲ့ဟောပြောပွဲကိုခွဲထားတယ်ဟောပြောပွဲဆိုလူ၄900နဲ့ကျွန်တော်တို့ပြောတယ်တင်တန်းကတော့ကျွန်တော်တို့အခုလိုလူအနေအနေငယ်နဲ့ပဲကျွန်တော်တို့ကယူနီချစ်ခင်စွာထိရောက်စွာဆွေးနွေးပြီးတင်ကြတာဖြစ်တယ်ဒါကြောင့်နေရာ6နေရာလောက်ပဲကျွန်တော်ရယ်နော်အဲ့တော့မြန်မြန်အပ်ထားပါအဲ့တော့ personal branding ကိုအနေနဲ့ရက်က online ကတက်ချင်တဲ့သူတွေကတော့ online ကနေတက်ပါအပြင်မှာလူတွေ့ပြီးတက်ချင်တဲ့သူတွေကတော့အခုစနေတိုင်းဝင်မှာကျွန်တော်တော်ဝင် center မှာတွေ့ကြမယ်နောက်တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့ထားတဲ့ညီငယ်ညီမငယ်တွေလည်းတက်ရောက်နိုင်တယ် အထူးသဖြင့်တက်သူဝန်ထမ်းဖြည့်ဆို့ထားတဲ့လူငယ်တွေအနေနဲ့ကိုယ့်ရဲ့ personal brand ကို DIY တွေကတိဆောက်ထားမှလူလက်ပိုင်းလောက်ရောက်လာရင် personal brand က strong ဖြစ်နေပြီးတော့ဘဝအောင်မြင်မှုအတွက်အထောက်အကူပြုမှာဖြစ်ပါတယ်။ဒါကြောင့် personal brand ကိုတိဆောက်ပြီးအောင်မြင်မှုစီကိုချီတက်လိုက်ပါလူချင်းတို့အောင်မြင်မှုတွေကစောင့်ကြိုနေပါတယ်။ခုနကျွန်တော်ပေးခဲ့တဲ့အကြံပြုချက်၃ချက်ကိုအခုပဲဆောင်ရွက်လိုက်ပါ။ We must work together. We must build our nation.